看嘛哩，哈，嘿嘿，看嘛哩，看嘛哩，没没没没，没没没别玩，啊，莫那么呀，新鲜味来了，呆呆神神拉手玩啦，别别不露嘞。把给他洗了嘞。看嘛哩，硬边妈妈啦。那硬边奶奶哩，硬边都就把别边阿妈了。啊，不比呆神话比呀。ပါမတဲ့ချန်နေအကိုကြီးလေအိမ်ပြန်မှာအဲ့တော့ခိုင်မာလေးနဲ့အကိုကြီးနဲ့အတူတူပြန်မယ်โอเคရှင်းရှင်းပြန်ချင်းပြန်ပြန်ချင်းနေကျမစိတ်မဝင်စားဘူးဒါကျမပိုင်နေလမ်းလည်းမဟုတ်ဘူးတခုပဲ ကျမနာတော့လာမကနဲ့။အာခတ်မလေး။ဘလို့ပြောလိုက်တာလဲ။အေးပါအေးပါ။ဟုတ်ပါပြီ။အနာမကန်နဲ့ဆိုလဲအကိုကြီးကမကန်တော့ဘူး။ဒါပေမဲ့ဒုတိယတစ်ချက်ကိုတော့ခတ်မလေးလက်ခံပေးမှဖြစ်မှာနော်။ဘိုက်လာပြောနေရလဲ။အာ Sorry ပါဗျာ။ကမာလေးတို့ကိုကြီးလက်ဆောင်လေးတွေဝယ်လာတာယော့ခုနိုင်မယ်ရှင့်ဘသူကဒါကြီးဝယ်ခဲလို့ရှင့်ဝယ်ဝယ်လာနေရလေဟဲ့ကမာလေးအကိုကြီးကကမာလေးဆယ်တန်းအောင်တဲ့အတွက်ဂုံပြူတာ ပြီးတော့ဟိုတက်ကူတက်တဲ့အခါကျရင်အားလုံးထဲမှာအလှဆုံးဖြစ်နေအောင်အဆောင်ကြီးရဲ့ဒရိုက်တာနဲ့ဇလန်းစညုံစီရနဲ့ကွန်ပျူတာရပြီဟေးဆိုရင်တော့အဲ့မှာကပြီမြောက်ပေးသမျှကပြီတာမှတ်ပြီးတော့အဲ့လိုမျိုးနည်းနည်းဟိုပြင်ဆင်ပါတယ်ပြင်ဆင်ပါပြင်ဆင်ဖို့လိုအပ်တဲ့ဟာတွေဆိုရင်လိုလာတဲ့ပုံပြီးတော့ကိုသိန်းအားဆိုင်တယ်ကျွန်မဒါယူရင်အရှင်ပြတ်မသိကြရနော်အော်တိကြတာပေါ့ခမလေးဒါဒါလေးကိုလက်ခံပေးယူပေးအကူကြီးလှည့်ပြန်မယ်โอเคเดี๋ยวไปจ้าเนาะ လီမာလိုက်တာစစ်ပြစီခမလီကလက်ဆောင်ယူသွားပြီစစ်ပြဖို့ကောင်းလိုက်တာဒီကတော့အဲ့လို fashion fashion အကြုံကြီးနေနေဆိုရင်တို့တို့သေဆောင်တဲ့လူတွေကတော့တို့ထုံးစံတိုင်းမျက်နှာမျက်နှာနဲ့ရည်ချင်တာနဲ့ဆိုတော့ဒီ fashion မှာအတွဲမြင်လိုက်တဲ့အချိန်မှာတို့လည်းပိုရည်ချင်မှာပေါ့နော် accessory တွေကပါသေးတာပေါ့မုံမြစ်ထဲမှာကိုသိန်းက ာခက်ခက်မာဟိုတစ်ဖက်သက်ကြိုက်ရတယ်ခက်ခက်မာဒီသာဘဝခက်ခက်မာဒီသာကဘာအဲ့လိုထင်နေရတဲ့အရန်ဆွဲလန်းကြီးတဲ့အရန်ချစ်တက်တဲ့လူတယောက်ပေါ့နာမည်ကနိုင်လွင်တဲ့ဒါပေမဲ့ character လေးကတော့ဇက်သဘောရကိုနိုင်လူ character လေးဖြစ်သွားအဲ့မော်အဓိကလေဟိုဦးသိန်းဟန်ဆပြောဒီ script တင်လောက်ကလေးရပေါ့နော်ဘလို့လိုချင်တာလဲဦးဦးသားကိုဘလို့လိုချင်တာလဲပြီးတော့ character ကိုဘလို့ဖြစ်စေချင်တာလဲဆိုတော့ကျွန်တော်ပထမဆုံး တွေ့တွေ့ချင်းရက်မှာကြတော့ဦးသိန်းကဘာပြောလဲဆိုတော့ဆိုပါပြောသလိုခက်ခက်မာသည်တကပါပဲခက်ခက်မာလို့ရင်ကျွန်တော်ဘာစိတ်ဝင်သွားအောင်ကျွန်တော်ဘယ်သူမှလည်းဂိမ်းမစားဘူးအဲ့ဒါကြောင့်မလို့လဲစကားစလေဆုံးကိုသိန်းကခက်ခက်မာနောက်ွယ်တခေါ်လိုက်နေတာဆိုတော့အဲ့လို character တော့အဲအဒီ character ကို support လုပ်ပေးဖို့အတွက်ကလည်းဒီတဲမှာဆိုလို့ရှိရင်လည်းကိုသိန်းကရက်ွက်တဲ့ကအဲ့လိုနည်းနည်းငွေရှင်ကြေးရှင်ကွာပတ်စံရှိရဲ့ လူပြိုကြီးပေါ့အဲ့လိုမျိုးဆိုခက်ခက်မှာဟိုး PC ဆယ်တန်းကလေးဘွားတွေကအတင်းဖွန်လိုက်ကြောင်နေတဲ့ကောင်ဆိုတော့ဒီ character ကိုပံ့ပိုးပေးဖို့အတွက်ကိုလည်း fashion လေးလည်းပြင်ဆင်ရတာပေါ့ငါသူကလေးရပြီးတော့ဟိုးအတကြီးရည်လိုက်နေတော့အဲ့လိုရီဆိုတာ character အားကြောင့်ကိုနိုင်လူ character လို့ပြောတာမနောကိုနိုင်လူဆော်ကားမှာပေါ့နော်သူသူသူကိုနိုင်လူအများကြီးရိုက်နေကြ character နဲ့အဲ့လိုတူနေတာအဲ့ဒါကိုပြောတာအဲ့လိုဖြစ်အောင်လဲလုပ်ပေးထားတာကိုအဲ့လိုဖြစ်အောင်ဆိုတာလေအဓိကကိုသိန်းရတစ်ခုကန်ကောင်းတာကကိုသိန်း ပါဝင်အခုလက်ရှိပေါ့နော်ပါဝင်ရေကူးထားတဲ့ဇကားတွေမှာဆိုလို့ရှိရင်ကိုသိန်းကိုလူမုံသွားစီမဲ့ကာနေတယ်ဟိုအများအားဖြင့်ကိုသိန်းကိုလူတွေကချစ်သွားမဲ့ဟာမျိုးပို့ပြီးတော့လူတွေအကောင်းမြင်ပေးနိုင်မဲ့ဟာမျိုးကိုသိန်းကိုမြင်လာတဲ့ဆိုတာလိုမျိုးစိတ်သက်သာပြီးတော့ပျော်ရှင်စေမဲ့ character မျိုးကိုဒီဇလန်းစံညိုရေးတဲ့လူတွေရော director တွေရောကိုသိန်းကိုအမြဲဖြည့်ဆည်းပေးတယ်မုံမြင့်တယ်မှာတော့ အဓိကတော့အဲ့လို fashion fashion အကြုံကြီးနေနေဆိုရင်သူတို့သေဆောင်တဲ့လူတွေကတော့သူတို့အဲ့ထုံးစံတိုင်းမျက်နှာမျက်နှာနဲ့ရည်ကျင်တာနဲ့ဆိုတော့ဒီ fashion မှာအတွဲမြင်လိုက်တဲ့အချိန်မှာသူတို့လည်းပိုရည်ကျင်မှာပေါ့နော် accessory တွေကပါသေးတာဟုတ်လောက်ရတဲ့အခါမှာလည်းကိုသိန်းကပေါ့ပေါ့ပါပါဆိုတာထက်လေအာဘယ်လိုပြောမလဲပရိသတ်အကြိုက်အတင်ကိုမှအကြုံကြီးတွေကွာသိလား ဟိုသူများကလည်းဆိုအခုနောက်ပိုင်း director တွေဆိုလို့ရှိရင်သူတို့ကဟိုလုံးဝဟို international ဆန်တယ်လေသူတို့က item ပပလေးနဲ့လူဝင်းကိုရအောင်လုပ်တာတော့ပါရှိရဲ့ဒါပေမဲ့ဒီစကားမှာအသေးချရကိုတဲ့လိုရာနဲ့ပို့ပြီးတော့အဲ့လိုအရန်ကြော်နဲ့အကြုံကြီးတွေလောက်ရဆိုနည်းနည်းတော့ပင်ပန်းတယ်ပင်ပန်းတယ်ဆိုတော့စိတ်ကောလူကအရန်ပင်ပန်းတယ်ဟောတေးဥဆောင်နေချင်းကသူကစိတ်ကိုအရန်လွတ်ချပလိုက်တာလွတ်ပြီးတော့တဆုံးလောက်ရတာဆိုတော့လူလေကောင်ကြီးမှလူတွေအများကြီးကြားထဲမှာလဲအချက်မရှိအော်ဟစ်ငိုယိုပြီးတော့ဖြစ်ချင်တာနေဖြစ်နေတာဆိုတော့လေ ဟိုအဲ့ဒါကြီးဆက်တယ်မှမထားတော့ငါအနုပညာလုံးလုံးနေရအဲ့တော့ကြီးတဲ့ပြိတ္တကလည်းဟိုကြီးတဲ့ခါမှလည်းတို့ဟိုဟိုလေဘယ်လိုပြောမလဲ entertain ဖြစ်ခါမယ်ပေါဝင်တေးဥဆောင်နေတဲ့လောဘကံဘက်တရားလည်းကိုယ့်ဘောမှာအလုံးလုံးရတဲ့ခါကျဒီကောင်အလုံးလုံးကအဆင်ပြေရဆိုတော့စိတ်ခံစားမှုပဲကြီးတော့တယ်ကျွန်တော်တော့တိတ်မကြီးတော့စကားတကားရိုက်တော့မယ်ဆိုလို့ချင်းကိုသိရအဓိက writer ပေါ့နော် writer ကင်းတော့ဆက်ဖြစ်နေတဲ့ခါကျ writer ကိုရင်မေးတယ် character ကဘယ်လိုမျိုးလေးလဲဘယ်လိုလုံးစေချင်းလဲဘယ်လောက်ထိသွားချင်တာလဲပေါ့ အရင်တေချောင်မေးတယ်မေးပြီးရင်ဒီဇာလန်းစံညိုရေးတဲ့လူတွေကိုသူတို့ရောဒီ character တခုကိုဘယ်လိုဖန်တီးထားရလဲပေါ့နော်။ဘာလို့ဆိုတော့ကိုအချုံးမပြင်းဒါသူတို့ဆော်ကားလို့ဖြစ်မှာလေ။ဆိုတော့သူတို့ရဲ့ဖန်တီးထားတဲ့အမှုပညာပျက်စီးမှာဆိုးတဲ့အခါကျတော့ကိုကသူတို့တေချာမေးတယ်။အဲဒရိုက်တာနဲ့ဇာလန်းစံညိုစီကနေကွန်ပျူတာရားပြီးဟေးဆိုရင်တော့အဲ့မှာကပြီ။မြောက်ပေးသမျှကပြီဒါမှမပြေတော့အဲ့လိုမျိုးနည်းနည်းဟိုပြင်ဆင်ပါတယ်။ပြင်ဆင်ပါပြင်ဆင်ဖို့လိုအပ်တဲ့ဟာတွေဆိုရင်လိုရတဲ့ပို့ပြီးတော့ကိုသိအားဆိုင်တယ်။အဲ့ဒါကြောင့်လဲဒီဘက်မှာတချင်းတက်ဆိုင် တေးဥဆောင်ဘက်မှာအနုပညာစိတ်သွားအားရလဲပါမယ်ထင်တယ်တော်တော်များများဆိုပြောတယ်မင်းအစောကိုအရင်တော့လည်းကျွန်တော်ပြောဥပါတယ်အင်တာဗျူးတွေမှာကိုကြီးလေးဆိုရင်ကျွန်တော်လည်းတွေ့ရချင်မင်းပါလို့ချင်းနေလျှောက်ဆူတာလေအစောကြီးကတေးဥဆောင်လောက်အောင်မှာဒါတို့ရဲ့ဘာပြောတို့စီကရလက်ဟိုဖီဘာကောင်းတယ်မိုင်းဆိုးဆိုလည်းအဲ့လိုပဲတွေ့လို့ရှိရင်ကျွန်တော်ချီးကျူးရှာတယ်သူကလေလေးဆိုးကအဲ့လိုမျိုးပြောတာကိုယ့်အတွက်အားဖြစ်တာပေါ့နော်ဘာလို့မိုင်းဆိုးဆိုတာလည်းတကယ်တမ်းပြောရင်ဟိုကိုငယ်လေးရဟိုလေးကြီးလာခဲ့တယ်မင်းသမီးက ခုကြည်လာအရက်ကွေးမှာလည်းမိုင်းဆိုးနဲ့ခဏခဏဆုံပြတယ်ဆုံပြတိုင်းလည်းကျွန်တော်မှန်တိုင်းပြမိုင်းဆိုးသေးဦးဆောင်တာကျွန်တော်သဘောကျတာကိုမိုင်းဆိုးပရိသတ်ဆိုတော့မိုင်းဆိုးဆီကလည်းလိုစကားမျိုးကြီးကြတယ်နော်ကိုညီလေးဆိုလို့ချင်းလည်းသူပရိသတ်ဖြစ်နေတဲ့အချိန်မှာသူဆီကနေဟိုတူတူသေးဦးဆောင်တဲ့အချိန်မှာလည်းသူကျွန်တော်ကိုဟိုသူ့ဘက်ကနေအတင်မိုင်းဆိုင်ရာဆွဲခေါ်ပြီးလည်းလုပ်ပေးရပြီးတော့အပြင်မှာလည်းအဲ့လိုမျိုးတွေ့တဲ့အချိန်ညာကောင်းကောင်းမုံမုံလေးအားပြီးစကားပြောတော့ပြောတာပေါ့အဲသူတို့နောက်ထပ်အခုလိုမျိုးပေါ့ဆိုတော့ညီမလေးမေးသလိုပဲဒီအမုံမြင့်မှာလည်းကိုသိန်းကိုသူတို့အဲ့လိုတတိထားမိစေမဲ့ ကာရက်တာလေးတစ်ခုဖန်တီးထားပါတယ်ပေါ့နော်စူးစမ်းထားပါတယ်ဆိုတော့ဒီဟာလေးကိုလည်းဆက်လက်ဆောင်ရွက်ကြည့်ရှုအားပေးပါအောင်လူလာလေးကတော့အများရန်ရှိနေပါလူဝဲချက်ကတော့အများရန်ရှိပါတယ်အဲ့တော့လူလာလေးကိုလည်းဟိုဖြစ်ကြည့်ပေးကြပါဦးကျေးဇူးများတင်ပါတယ်